အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုက်ဘမ်မှာ2025အောက်တိုဘာလ17ရက်နေ့သတင်းလာနေတဲ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောဒရင်ပိုင်းချက်လက်ရပါခမန်းသုံးသပ်ပြီးသွားမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ကမ္ဘာရွှေရောင်းဤပညာရခမန်းသုံးသပ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်ကမ္ဘာရွှေရောင်းဤပညာရခမန်းသုံးသပ်တဲ့အခါမှာကျွန်တော် A4 time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပြီးသွားမှာဖြစ်တယ် A4 time frame ဆိုတာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီကနေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ကျွန်တော်တို့ဒါ၄နာရီကြာတဲ့အခါမှာဒါ time frame ၄နာရီ A4 time frame နဲ့ကျွန်တော်ခံမှန်တုံ့တက်ပေးသွားတာဖြစ်တယ်။ဒါ time frame ကြီးကတော့ဒါမိတ်ဆွေတွေကကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့ time frame လေးကွဲပြားပြီးအရောင်းဝယ်လုပ်ကြတာမျိုးတွေလည်းရှိတယ်။ဘလိုမျိုးလဲဆိုတော့ H1 နဲ့တုံ့တက် H1 time frame နဲ့အဲတုံ့တက်ပြီးအရောင်းဝယ်လုပ်ကြရလည်းရှိတယ်။ M30 M50 day 1 time frame နဲ့လည်းတုံ့တက်ပြီးအရောင်းဝယ်လုပ်ကြတာရှိတယ်။အဲဒီကနေကျွန်တော် A4 time frame နဲ့ခံမှန်တုံ့တက်ပြပေးသွားမှာဖြစ်တယ်။အဲကျွန်တော်တို့လက်ရှိကမ္ဘာ့ရေပေါက်ဈေးဟာတအောင်စကိုကျွန်တော်တို့ 4069ပေါက်နေတာဖြစ်တယ်4069ဆိုတဲ့ဈေးနေထားတာဒါဈေးကအသက်အားတာနေတယ်ဝယ်လို့အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဝယ်လို့အားများနေလဲဈေးတအားတာနေတယ်လို့ဘာကိုကြည့်ပြီးပြောရတယ်လို့ဆိုရင်ကျွန်တော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ကန်တယ်ကိုအရင်ကြည့်ပြီးပြောရအောင်မယ်လက်ရှိကန်တယ်ဟာဘူးကန်တယ်ဖြစ်နေတယ်ဈေးတအားတာနေတာဖြစ်တယ်ကျွန်တော်တို့က ဒီ၄နာရီ33ကန်နေတုံးတွေကဆက်တိုက်ဆက်တိုက်ဒီမှာဘူးကန်နေဈေးသက်3ကန်နေလို့ဆက်တိုက်တွေ့နေရတာဖြစ်တယ်ဂျားထဲမှာကိုဘဲကန်နေမတွေ့ရတယ်ဖြစ်နေတယ်ဒါကြောင့်ဈေးကွက်ထဲမှာဒါဝယ်လို့အားများနေတယ်ဈေးတအားတာနေတယ်လို့ကျွန်တော်တို့ဒါအောင်ကြည့်ပြီးတော့ပြောလို့ရမှာဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့တော့ဒါဒီနေ့အေးဟာဆိုရင်တပတ်တာအရာဈေးကွက်စဖွင့်တဲ့တနင်္လာနေ့ပဲဖြစ်တယ်ကျွန်တော်တို့ဒါစနေတနင်္ဂနွေရတော့ကမရွှေဈေးကွက်ပိတ်တယ်။တနင်္လာနေ့တောက်ကြနေဒီဈေးကွက်ခွင့်လဲ။ဒါတပတ်တာရဈေးကွက်စောက်ခွင့်နဲ့တနင်္လာနေ့မှာကမရွှေဈေးရတော့အောင်စောက်ကိုကျွန်တော်တို့၄000နဲ့တက်မှာဈေးစောက်ခွင့်ခဲ့လိုက်တယ်ဗျ။ လေးလုံးတက်မှာဈေးစားဖွင့်ခဲ့ပြီးတော့ကျွန်တော်တို့ဟိုအမြင့်ဆုံးအနေနဲ့တက်ခဲ့ပြီးတဲ့ဈေးကဘယ်လောက်မှတက်ခဲ့လဲဆိုလို့ရှိရင်၄၈၈အထိတက်ခဲ့ပြီးပါပြီဒါ၄၈၈ဆိုတာစံချိန်တိအမြင့်ဆုံးဈေးရမ်းပဲဖြစ်တယ်ဒါစံချိန်ပြောင်းတင်ထားတဲ့ဈေးရမ်းပဲဖြစ်တယ်အဲကျွန်တော်တို့လက်ရှိအချိန်ကြီးအနေဆုံးကျခဲ့ပြီးတဲ့ဈေးဟာ၃900 3996ခုဈေးကျခဲ့ပြီးပါပြီ3996ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ဒါပြန်ကန်တက်နေတဲ့အနေအထားကိုတွေ့လို့ရတယ်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လက်ရှိရဲ့ဈေးကွက်အနေအထားကိုချိန်ဆပြီးတော့ဒီမှာမနက်ပိုင်းဈေးစားဖွင့်ခဲ့တဲ့ဈေးနဲ့လက်ရှိချိန်ပြအနေဆုံးကျခဲ့ပြီးတဲ့ဈေးနဲ့အမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးကိုချိန်ဆပြီးကြည့်မယ်ဆိုရင်ဈေးကွက်ကလက်ရှိဈေးတန်းအရဆိုလို့ဒါဝယ်လို့အားများနေတာဖြစ်တယ်။ဈေးွက်ထဲမှာဒါဈေးတအားတာနေတယ်လို့ကျွန်တော်တို့ပြောလို့ရမှာဖြစ်တယ်။ဒါကိုပြန်ပြီးတော့ချိန်ဆပြီးတော့ကျွန်တော်ဝယ်လို့အများနေလားရောင်းလို့အများနေရောင်းလို့အများနေလားဆိုတာကျွန်တော်တို့ကြည့်လို့ရမှာဖြစ်တယ်။ဟုတ်ပြီ အဲကျွန်တော်တို့ဒါကိုပြောပြပြီဆိုလို့ရှိရင်ကျွန်တော်လက်ရှိရဲ့ဈေးကွက်အနေအထားကိုကျွန်တော်ပြောပြပြီဆိုရင်ဒီနေ့တနင်္လာနေ့အနေနဲ့သတိထားရမယ့်ကမ္ဘာရွှေဈေးကွက်ရဲ့အနေအထားတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေတော့တခါလေးပြောပြသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတည်တော်ပြပြီးတော့လိုအပ်တယ်အကယ်လို့ဒါမိတ်ဆွေရဒီထွေပြေးကောင်းနေဖွင့်ကျင်တာပဲဖြစ်စေ VIP Signal Channel တွေကို join ကျင်တာပဲဖြစ်စေကျွန်တော်တို့ဒီ Telegram နဲ့ Viber တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဒီ free ကောင်းဖွင့်တဲ့အခါမှာလည်းမိတ်ဆွေက commission free ဒီ commission ကတွေမပေးရတာလေညသိခ free တွေဒီ ငွေထုံးငွေသွင်းများများဆန်းဆန်းနေငွေထုံးတဲ့အခါမှာလည်းထုတ်တဲ့အမောင်းကိုအတိအကျပြန်ရကျင်တဲ့စားပွဲမျိုးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်ထွေးတီးကောက်မျိုးလိုချင်တယ်ဆိုရင်ကျွန်တော်ရှိမှာဒါဒါဒီ Telegram နဲ့ Viber လာလာရောက်ပြီးဆက်သွယ်နိုင်ပါတယ်ခင်ဗျာအကဲလို့ data group VIP signal ကို join ချင်တယ်ဆိုလို့ရှိရင်ဒါမိတ်ဆွေက trading account ဖွင့်ထားတာ ဒီစကနယ်ဆာဖက်တွေကိုလိုချင်တယ်အကောင့်ဝင်နဲ့မန့်ဘိုင်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ VIP စကနယ် channel ကို join ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဟုတ်ပြီဒါကိုပြောပြပြီဆိုလို့ရှိရင်ဒီနေ့တနင်္လာနေ့နေ့နဲ့တတိထားရမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲတွေကိုတစ်ခါတည်းပြောပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်လက်ရှိကမ္ဘာရွှေဈေးရဲ့အနေထားကဈေးရဈေးသက်အားသာနေတယ်ကျွန်တော်တို့ဒါဒီနေ့တရက်တာအနေနဲ့တတိထားရမယ့်ဈေးတန်းကကျွန်တော်မနေ့ပိုင်းဈေးစားဖွင့်ခဲ့တုန်းကတော့ကျွန်တော်တို့459ဈေးတန်းကိုဖောက်တက်ပြီဆိုလို့ရှိရင်ကျွန်တော်4085လောက်ထိဈေးသက် နိုင်မယ်လို့ကျွန်တော်ပြောခဲ့တာဖြစ်တယ်။ပြောထားတဲ့အရာပဲ4059ကို4059ကိုဖောက်တက်သွားပြီးတော့အခု4098အထိဒါဈေးတက်သွားခဲ့ပြီးပါပြီ။ကျွန်တော်ပြောတဲ့4059ကိုဖောက်တက်ရင်4085လောက်ထိကိုဈေးတက်လာနိုင်မယ်လို့မနေ့စောပိုင်းမှာအကြံပြုခဲ့တယ်။အကြံပြုခဲ့တဲ့အတိုင်းပဲဈေးတန်းကရောက်သွားခဲ့တာဖြစ်တယ်။ဒါမိတ်ဆွေတွေကျွန်တော်ရဲ့ channel တွေကိုစောင့်ကြည့်ရဆိုရင်တော့ဒါအဆင်ပြေကြမယ်လို့ထင်တယ်။ဟုတ်ပြီလက်ရှိရဲ့ဈေးတန်းအရောဆက်လက်ပြီးတက်သွားအောင်ပါလား။ ကျွန်တော်အမြင်ရဆိုဝယ်လို့အားကများနေတယ်များနေတဲ့အတွက်တော့4100နီးပါးကိုတော့ဈေးကရောက်နိုင်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့လက်ရှိရစံချိန်တိအမြင့်ဆုံးဈေးတန်း၄ sorry လက်ရှိလက်ရှိစံချိန်တိအမြင့်ဆုံးဈေးတန်း4088ဈေးတန်းကိုတော့ဖောက်တက်နိုင်ခဲ့ပြီဆိုရင်ကတော့ကျွန်တော်တို့ဒါ4090 4100ဈေးတန်းတွေကိုမြင်ရနိုင်မှာဖြစ်တယ်။ဒါက ဈေးတအားသာနိုင်တယ်4098ဆိုတဲ့စံချိန်တည်းအမြင့်ဆုံးဈေးတန်းကိုဖောက်တက်သွားပြီဆိုရင်တော့4090 4100ဝန်းကျင်တွေကိုမြင်ရနိုင်မှာဖြစ်တယ်။ဒါကဒီနေ့တနည်းအတာတင်းလာနေအနေနဲ့သတိထားရမယ့် web system 4098ဈေးတန်းကိုဖောက်တက်ပြီဆိုရင်လိုက်ပြီးတော့ဝဲပါအကယ်လို့4098ဈေးတန်းကိုဖောင်းမတက်နိုင်ရင်တော့အကျနည်းနည်းလေး retreat နေနဲ့ပြန်ယူနိုင်ဦးမှာဖြစ်တယ်။ဒါလေးကိုတော့တစ်ချက်သတိထားပါ။ဟုတ်ပြီ။ တရက်တာဒီနဲ့တင်းငါအနေနဲ့သတိထားရမယ်စပူစည်းတန်းကတော့ပယ်စည်းတန်းဖြစ်မှာတယ်လက်ရှိအရဆိုလို့ရှိရင်4059ပဲဖြစ်တယ်ဗျ4059ကိုဖောက်ချနိုင်မှာဒါဈေးအောက်ကိုအကျအောင်ပြန်မျောလို့ရမှာဖြစ်တယ်အကယ်လို့ဒါ4059ကိုဒါဖောက်ဝကျနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့အသက်ပြန်လာနိုင်မှာဖြစ်တယ်59ကိုဖောက်ချနိုင်ခဲ့ရင်4050 450လောက်အထိအကြမျော်လို့ရမှာဖြစ်တယ်။အောက်ကိုတော့ဈေးအကြအများကြီးမျော်လို့မရသေးပါဘူး။လက်ရှိရဲ့ဒီနေ့တင်းလာနေအနေနဲ့တော့ ဘာဖြစ်လို့လဲဆိုတော့ဒီနေ့အရာတော့ဒါဈေးကတော့တင်းလာနေဒီမှာအေးရဲအကြံရဲ့ရဲမှာတွေတော့ US တင်းကြီးပိုင်းနေရှိတယ်အဲ့လိုရဲတွေမှာတော့ဈေးဆွဲတင်ဆွဲချတာမျိုးတွေတော့ရှိလာနိုင်တယ်ဒါကြောင့်အော်ဒီ order တွေအယောင်းဝယ်လုပ်တဲ့ခါမှာစနေတကြနဲ့အယောင်းဝယ်လုပ်ဖို့တော့အကြံပြုတယ်ဒီနေ့တည့်ရက်တာအနေနဲ့တော့၄၅၀ အောက်ကိုဖောက်ချဖို့တော့မလွယ်သေးပါဘူးခင်ဗျာဒါကဒီနေ့တရက်တာတနင်္လာနေ့အနေနဲ့သတိထားရမယ့်ဇီးတန်းတွေကိုပြောပေးတော့တာဖြစ်တယ်အကယ်လို့ဒါမရှင်းလာရင်ရှင်ကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီသတိထားရမယ့်ဇီးတန်းတွေကိုပြောပြီးပြီဆိုရင်ဘယ်မှာဝယ်ခြင်းလဲဘယ်မှာရောင်းခြင်းလဲတခါလေးပြောပေးတော့မှာဖြစ်တယ်ဘယ်မှာဝယ်ခြင်းလဲလက်ရှိဇီးတန်းလက်ရှိဇီးတန်းမှာဝယ်ခြင်းလားဖာ ကျွန်တော်အမြင်အရဆိုလက်ရှိဈေးကမှာဘိုင်းတင်းနဲ့ကျွန်တော်၄000ဟော68မှာကျွန်တော်အဝယ်ကြိုက်တယ်အကလို့ဒါ4068မှာမိတ်ဆွေကအဝယ်မကြိုက်ဘူးဆိုတော့မိတ်ဆွေတွေကတော့ဒါ4060လောက်မှာဝယ်4063လောက်မှာဝယ်ပါဒီဘီအမြတ်ဘိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ဘိုင်းရမလဲဆိုရင်4085လောက်မှာအမြတ်ဘိုင်းမှာ4080ဒီမှာလည်းအမြတ်ဘိုင်းလို့ရပါတယ်ဒါက တီဗီအမြတ်ပိုင်းစည်းတောင်းကိုပြေးပြောပြရဖြစ်တဲ့ SN အရှုံးပိုင်းစည်းတောင်းကတော့ဒါမိတ်ဆွေကိုရှုံးရှုံးရနိုင်တဲ့ဗမာနာတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲလို့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်၄000နဲ့ 60အောက်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကကိုရှုံးဆိုးခံနိုင်တဲ့ပမာဏကိုမူတည်ပြီးတော့ချိန်ပြီးတော့ထားပါဘိုင်အသွဲ TB နဲ့အဆန်ကိုကျွန်တော်ပြောပြပြီးဆိုတော့ကျွန်တော်အယောင်အသွဲဆဲအော်တာကိုကျွန်တော်ပြောပြသွားမှာဖြစ်တယ်အယောင်အသွဲဆဲအော်တာကလက်ရှိဈေးထဲမှာရောင်းတင်တာလားကျွန်တော်အမြင်ရဆိုရင်မရောင်းတင်နေဘူးကျွန်တော်ကဒီမှာဈေးကွက်ထဲမှာဝယ်လို့အားကအရင်များနေတယ် ဈေးဆက်တက်နိုင်ဦးမှာဖြစ်တဲ့အတွက်ကျွန်တော်အယောင်ဒီဈေးတန်းတွေကိုမကြိုက်သေးပါဘူးခင်ဗျာဘယ်ဈေးတန်းတွေမှာအယောင်လောက်တက်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့၄000တရပတ်ချဝင်းကျင်လောက်မှာတော့အယောင်ကြိုက်တယ်ဒီဈေးတန်းတွေလောက်မှာရောင်းရင်တော့ပပလေးတော့ရောင်းလို့ရတယ်ကျွန်တော်တို့ဈေးွက်ထဲမှာတော့ဒါအယောင်အတွက်ကတော့ကျွန်တော်တိတ်မကြိုက်ဘူးဖြစ်နေတယ်၄000အာ60 4000 4098လောက်မှာရောင်းမှာ sorry ၄000 68လောက်မှာရောင်းမှာ 68လောက်မှာရောင်းပြီးလို့ရှိရင်တည်ပြီးအမြတ်ပိုင်းစည်းတန်းကဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်4090လောက်မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းစည်းတန်းကတော့ဒါမိတ်ဆွေကိုရှုံးရှုံးခွန်းနေတဲ့ပမာဏတွေပေါ်မူတည်ပြီးတော့ရောင်းမှာအဆန်ထားပါဘယ်မှာထားတဲ့နယ်လဲတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုရင်4100အပေါ်မှာအဆန်ထားပါဒါကတော့ ဆဲအော်တာအတွက်တည်ပြီးနဲ့အဆန်ကိုပြောပြီးသွားတာဖြစ်တယ်။ဒါမှရှင်းလာလေရှိရင်ကျွန်တော်တို့ရိုက်ဆွတ်တက်ပြီးဆွေးနွေးလို့ရတယ်။ဒါကကျွန်တော်တနင်္လာနေ့အတွက်သုံးသပ်ချက်ဖြစ်တယ်။ဒါကကျွန်တော်တဦးရဲတော့အမြင်တဦးရဲတော့အရာသုံးသပ်ထားခြင်းဖြစ်တယ်။အဲဤပညာအရာသုံးသပ်ထားခြင်းဖြစ်တယ်။ဤပညာအရာသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လုံးမှန်ကန်ဘူးလို့မရှိပါဘူး။ဒါကြောင့်မိတ်ဆွေရဲ့ထွေကောင်းတဲ့လော့ဆိုက်တွေပေါ်မှာမူတည်ပြီးစနစ်တကျနဲ့အယောင်ဝင်လို့ဖို့အကြံပြုပါရခင်ဗျာ။အကယ်လို့ဒါဒါဤပညာအရာသုံးသပ်ပြီးပြီးသတင်းပိုင်းရတွေရောဒီနေ့တော့သတင်းတွေရှိလား။သတင်းတွေရောဘာသတင်းတွေရှိလဲဆိုတော့တစ်ချက်လောက်တွားကြည့်ကြရအောင်။ အဲကျွန်တော်တို့တစ်ချက်လောက်ကြည့်မယ်သတင်းပိုင်းရအောင်ဒီနေ့တော့တော့သတင်းတွေမရှိဘူးဒါပေမဲ့မန်နက်ဖျံကလည်းအင်ကာနဲ့နေတောက်ချနေသူတို့သတင်းကြိုင်းသတင်းကြီးပိုင်းတွေရှိတယ် CPI data တွေနန်းဖန်တွေဒီဒရပတ်ထဲမှာသတင်းကြီးပိုင်းတွေရှိတယ်ဒီလိုသတင်းတွေကအရင်နောက်ရက်တွေမှာရှိနေတယ်သူဒီသတင်းလာနေတွေမှာဈေးအေးတာမျိုးတွေပဲဖြစ်လာနိုင်တယ်ဆွတ်တင်ပြီးတော့ဈေးကြတွေအရင်ကြီးမလာတာမျိုးတွေလည်းရှိနိုင်တယ်ဒါလေးကိုတော့တစ်ချက်သတိထားပါမန်နက်ဖျံတွေတော့အလောက်ခတ်ကျန်းလာနိုင်ဦးမှာဖြစ်တယ်ဟုတ်ပြီဒီညအတွက်တော့ဒီညအ ဒီညအတွက် UI data မရှိပါဘူး data မရှိတဲ့အတွက်ဒါတင်းမရှိတဲ့အတွက်ညပိုင်းမှာအယောင်းဝင်လုတ်တဲ့အခါမှာလဲဒါနည်းပညာအရနဲ့စနစ်တကျအယောင်းဝင်လုပ်ဖို့အကြံပြုပါရခင်ဗျာ။ဟုတ်ကဲ့ပါဒါကကျွန်တော်တရင်ပိုင်းချက်လိုက်ရတယ်သုံးသပ်ပေးသွားဖြစ်တယ်။တရင်ပိုင်းချက်လိုက်ရတယ်ရောနည်းပညာပိုင်းရတယ်ရော update တည်နေတာပဲဖြစ်စေကျွန်တော်ရဲ့ Telegram ဘိုက်ပါကိုလာရောက်ဆက်သွင်းနိုင်ပါတယ်ခင်ဗျာ။ Trade account ဖွင့်နေတာပဲဖြစ်စေ VIP Signal Channel ကို join နေတာပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်သွင်းနိုင်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။